ယူပကလျာဏီသကကြီးကျွန်ုပ်ဒီကိုဖိုးထော်နဲ့ကိုစောနိုင်တို့ထံမှရရှိခဲ့သောစာရ၎င်းတို့၏ဖြစ်ပျက်များကိုယူပနတိဝတ္ထုဟုသောမည်ဖြင့်စာထုတ်ရေးသားခဲ့ရာထိုအချိန်မှသည်ယခုချိန်သို့တိုင်အောင် နှစ်ပေါင်း30ကျော်ကြာခဲ့ပြီဖြစ်သဖြင့်ဤချိန်ကာလတော်တွင်ထိုသူနှစ်ယောက်တို့မိသည့်ဒေသမိသည့်ဌာနတို့ရောက်နေကြရှာလိပြီကိုရန်ဖန်ရန်ခါတတိယတိုင်းတွေးတောဆိတ်ကူမိ၏ ထိုသူနှစ်ယောက်တို့မှာဆက်စုံဆာဆာခီးသွားခြင်းလို့ကိုအလွန်တရာနှစ်သက်မြတ်လို့သည့်အတိုင်းအရင်ဆိုင်များရှိရာအာဖရိကတိုက်တို့သွားကြလိမ့်သလားသို့ဒီမဟုတ်ဒီတန်တော်ဘူးသူဒအလွန်ကအမေရိကန်အင်္ဂလန်ဂျပန်စသောတိုင်းပြည်များကိုထည့်လည်နေကြလိမ့်သလိုဟုအမျိုးမျိုးတွေ့တော့မိတို့ရာတွင်10နှစ်ကျော်15နှစ်ခန့်ကြာရှိပြီးနောက်၎င်းတို့အကြောင်းကိုတစုံတရာမျှမကြားရသဖြင့်တစ်နှစ်ချေတစ်နှစ်မိစပြုလာခဲ့ရတယ်တနည်းသောနှစ်နှစ်၌ ျွန်ုပ်သည်စာရဆောင်နှင့်အထုပ်ကြီးတစ်ထုပ်ကိုရရှိလေ၏။သို့မှာတော့လည်း၎င်းစာနှင့်အထုပ်ကြီးသည်ကိုဖိုးတော်ကိုစောနိုင်တို့နှင့်ဆက်သွယ်ခြင်းရှိလိမ့်မည်ဟုမတွေးထိုင်နိုင်သဖြင့်ပေါ်ပေါ်လျော်လျော်နေပြီ။စာကိုဖွင့်၍ဖတ်မိရာစာမဆုံးမီပင်ကျွန်ုပ်မှာကြီးကျယ်စွာအံ့အားဖြစ်မိလေ၏။၎င်းစာမှာကစာရေးအစီခံဆရာကြီးရွှေဦးတော်ကျွန်တော်မှာကွယ်လွန်သူဥဖိုးတော်ကိုစက်မှတ်ကုသခဲ့ရတော့ ဆရာဝန်ဥလူကလေးဖြစ်ပါသည်ဥဖို့ထော်လွန်ခဲ့သောတနင်္ဂနွေနေ့ကကက်တာ district ထီချံမြို့ပိုင်းဖုန်ကုန်းရွာကလေးတွင်နှလုံးရောဂါဖြင့်ကွယ်လွန်နှိမ့်ဆာရောက်ရှာရပါသည် ကျွန်တော်မှာထီချံမြို့စေယုံဆရာဝန်ဖြစ်၍ဥဖို့ထော်တည်ဆုံးကန်ဤ၄ရက်လောက်တွင်မှကူးသားရသည်ဖြစ်ပါသည်တကယ်၍ကျွန်တော်အားတင်းတင်းကြွကြွခေါ်ယူကူးသားစီခဲ့ပါဟုယခုကဲ့သို့ဖြစ်ရမည်မ ။ဒီသည့်နည်းနဲ့မဆိုရုပ်စွာဆုံး၃လင်း၅လမြအသက်ရှင်နေအောင်ကျွန်တော်တက်နိုင်တော့ပါပြီ။တို့ရရင်ဥဖို့ထုံမှာမိမိကိုယ်ကိုမိမိတရားတော်အံ့ဟုပြင်ဆင်ထားပြီးပြန်တူပြီးပြေ။ကျွန်တော်ကိုခေါ်ယူခြင်းမှာလဲဇေဝကုသမှုထက်အရေးကြီးသောကိစ္စတစ်ခုအတွက်ခိုင်းစီရမြ၊ပြည့်ရန်တူပါပြီ။၎င်းကိစ္စမှာကဤစာနှင့်တူပေးပို့လိုက်သောအထုတ်တင်ပို့မှုပင်ဖြစ်ပါပြီ။ဥဖို့ထုံမှာဟောကုန်းရွာကလေး၌ဖေမျိုးညာတိမရှိပါ။ အမေပြည့်ရှင်၌ဝါသနာပါသူတယောက်ဖြစ်သည့်အတိုင်းဒရင်ဆိုင်ဆက်စသည့်တောတော်အားများပေါများသောဤနယ်တွင်မုတ်ဆိုးလိုက်ဆင်းယူ၍အမေများပြည့်ခဲ့ရောင်းချစားတော့နေထိုင်ခဲ့သည်မှာတစ်နှစ်ကျော်နှစ်နှစ်မြောက်ရှိပါပြီထို့တော်တွင်မှုံယူသောဆင်းရဲတကောင်နှင့်ဆင်ပြည့်လိုက်ဆင်းရဆင်းတကောင်ပြည့်ခဲ့ရောင်းချခဲ့မှုရာအဆွေ30ငွေ1900ရာမှုပါတယ်သူရင်မှာရွာရည်အနောက်ဆုံးတွင်တည်ရှိ၍ထမင်းချက်ယောက်ျားကြီးတယောက်မုတ်ဆိုးလက်ထောက်တယောက် တိုလီမိုလီခိုင်းစီရင်တန်ငယ်လေးတယောက်ပေါင်း၄ယောက်မြတ်ရှိကြပါတယ်။ဥပုထုံမှာ၎င်းရွာသားစီခံများရဲရုံးစွာပြီးကံဖြူဖြူသည်ဖြင့်ချိန်ရင်သောစီခံ၃ယောက်တို့ကဥပုထုံသည်ဆုံးသည့်အတွက်ဆွေမျိုးတို့များဥဆွေးဒုက္ခရောက်နေရေးကြပါသည်။လွန်ခဲ့သော၃လလောက်ကဥပုထုံသည်ထီးချိုင်းမြို့တွင်ကျွန်တော်နှင့်တွေ့ဆုံ၍စကားလက်ဆောင်ဝင်ကြသောကြောင့်တင်းမီဆဲဆဲတွင်ကျွန်တော်အားယုံကြည်လောက်သူမိတ်ဆွေတယောက်ကဲ့သို့အမှတ်ယူဟန်လက္ခဏာနှင့်မှားယူခြင်းဖြစ်ပါသည်။ ကျွန်တော်မှာထီးချမ်းမြို့မှာမြာတောင်ရွာသို့နေတိုင်းတမန်ကလေးနှင့်ကူ၍တမန်ကျော်ခန့်ဝေသောပုံကုန်းရွာသို့ရှင်းရှင်းချောက်ရပါသည်။ထို့သောဥဖိုးထော်မှာယောဂါကျွမ်းနေပြီဖြစ်သောကြောင့်ကျွန်တော်တွားရခြင်းမှာစိတ်ကူတမှုထက်ဖော်လို့ရစီမှုတော်တာများသာဖြစ်ပါတယ်။ဥဖိုးထော်မကွဲလုံးမီတနည်းနိုင်ကျွန်တော်အားကျွန်တော်ဗနင်းလောက်နေအောင်လဲတော်တာမဟုတ်ထို့ဗျာခမဒီတောင်းအတက်မှာပါဗျမဘူးပါနဲ့ဒါရီလုံးမနေပါနဲ့တော်တာကျွန်တော်သိပါတယ် ကျွန်တော်စိတ်ထဲမှာဆုံးဖြတ်လို့မရနိုင်တဲ့ကိစ္စတခုရှိနေပါတယ်ဒေါက်တာရဲ့ကျွန်တော်တို့ဖြစ်ဖြစ်တွေကိုတိုင်းပြည်ကသိအောင်ဆရာရွှေဦးတော်ထံပို့လိုက်ရကောင်းမလားသို့မဟုတ်လူမသိသူမသိဒီတိုင်းတိတ်တိတ်သိလိုက်ရကောင်းမလားလို့စဉ်းစားနေတယ်တနေ့ကရေးပြီးတဲ့စာတွေကိုမိချွတ်ပြလိုက်မယ်အကျန်နဲ့အထုပ်ကြီးကိုမိထဲတောင်ပြစ်ချလိုက်ပြီနောက်တော့မှအကျန်တို့မျိုးရပြီးမိရဲ့ပြန်ထုတ်ယူလိုက်ရတယ်ဒီလိုပါဒေါက်တာအဖို့ရိကစာရွက်တွေဟာကျွန်တော်တို့အဖြစ်ဖြစ်တွေကိုကျွန်တော်ရေးထားတာပါပဲဒီစာရွက်တွေကိုဒေါက်တာယူပြီးဆရာရွှေဦးတော်စီပို့ပေးပါဒေါက်တာ သူ့လိပ်စာဘလို့လဲသူရိယထက်ကကျေးဇူးပြုပြီးဆရာရွှေဦးတောင်းဆိုရင်ရောက်ပါလေဒေါက်တာစိတ်ချပါကျွန်တော်ဆောင်ရွက်ပေးပါမယ်ကိုင်းတော်တော့စကားတိတ်မပြောနဲ့မောနေတော့မယ်ကျွန်တော်ဒီဆောင်ရွက်များကိုအေးတို့ယူသွား၍ဖတ်ကြည့်ရလွန်တရာထူးဆန်းအံ့ဩဝဲကောင်းလာသောကြောင့်တညင်လုံးမိအဖဲမိုးလင်းအောင်ထိုင်ဖက်မိပါပြီဝိတုများကဘယ်ခါမှမဖတ်ခဲ့ဘူးသောကျွန်တော်မှာဝိထုထက်ဆန်းသောတကယ်အဖြစ်အပျက်များကိုအစွဲကြီးဆွဲနေသဖြင့်မပြီးမချင်းလက်မလွတ်ဘဲဆက်၍ဖတ်ရမှာလို့ဒီ နောက်တစ်နေ့၌ကျွန်တော်ဒီထုံးစံတိုင်းဖုန်ကုန်းရွာသို့သွားရောက်ခါကျွန်တော်၏အကြံမှာအင်းမြလောက်ဆန်းကျင်လာသောဖြစ်ပျက်များနှင့်ကိုယ်တိုင်တွေ့ကြုံရသောဥဖိုးတော်အားချီးကျူးစကားပြောကြရန်ဖြစ်ပါသည်။သို့သောဝမ်းနေဝဲကောင်းလေစွာဥဖိုးတော်မှာထုံးနေနေတဲ့အာယုံတက်ချိန်တွင်ကွယ်လွန်သွားသောစီကံများကစီးကျူ၍ပြောကြပါသည်။အထုံးနေသူဥဖိုးတော်ကိုယ်တိုင်ရည်သည့်ရွှေဥတော်ထံစာတဆောင်ကိုထည့်၍ပို့လိုက်ပါသည်။စာရောထုတ်ပါလုံးကျုံသောရောက်ရှိလိမ့်မည်ဟုမျှော်လင့်ပါကြောင်းလူကလေး ၎င်းစာကိုဖတ်ပြီးနောက်ကျွန်တော်သည်ဥပ္ပဒေတည်ဆုံးသည့်အဖြစ်ကိုဝန်ရည်ရန်အချိန်မရနိုင်ပေအထုတ်ကြီးကိုဖွင့်ကြည့်ရစင်တစိတ်ဆက်ကူဖြင့်စာမျက်နှာ180ခန့်အရေးခက်စိတ်စိတ်နှင့်ရေးသားထားသည့်စာရွက်များကိုတွေ့ရှိရ၏အဆုံးစာရွက်များမှာမိသင့်လောင်ထားသည့်ကိုတွေ့ရှိရပြီ။၎င်းစာရွက်များနှင့်အတူဥပ္ပဒေ၏စာတစောင်ကိုလည်းတွေ့ရှိရလိမ့်၏။၎င်းစာမှာမိတ်ဆွေဆရာရွှေဦးတောင်တိဘက်ပြည်မှပြန်ရောက်လာပြီးနောက်ပိုင်းထောက်လန်းစုံစမ်းကြရာမိတ်ဆွေကြီးအသက်ရှင်နေရရှိနေသည့်ကြောင့်သိရှိရသဖြင့်ဝမ်းမြောက်လာပါသည်။ ရခိုင်တချင်းမြန်မာပြည်သို့ရောက်လာစဉ်ယူပနတ်ဒီဝတ္ထုအမည်ဖြင့်ကျွန်တော်တို့၏အဖြစ်အပျက်များကိုဖတ်ရှုရသဖြင့်ကျွန်တော်တို့ဆောင်ရွက်ပေးခြင်းကိုကျေးဇူးဥပကာတင်ရှိပါသည်။ယခုပေးပို့လိုက်သောစာမျက်နှာများမှာယူပနတ်ဒီနှင့်ပတ်သက်၍ကျွန်တော်တို့ဆက်လက်ကြုံတွေ့ရသောအဖြစ်အပျက်များဖြစ်ပါသောကြောင့်ရခိုင်နီးတူဆောင်ရွက်လင့်မြူမျှော်လင့်ပါသည်။ကျွန်တော်မှာအလွန်ချောင်ချသောတော်ရွာကလေးတွင်အဖြစ်အပျက်များကိုစီစဉ်ရေးသားရင်းအမဲပြည့်ရင်ကိုအောင်နေထိုင်လျက်ရှိစဉ်အပြင်းထန်ခီးသွားခဲ့သည့်ဒဏ်များစု၍ကံသည့်လက္ခဏာများနှလုံးရောဂါဆွဲကက်နေပါသည် ဤတောင်မှကျွန်တော်တက်နိုင်လိမ့်မည်မထင်သဖြင့်မိတ်ဆွေဤစောင်းကိုဖတ်ခွင့်ရတော်မည်မထင်တော်လဲကျွန်တော်တို့ဤထူးဆန်းအောင်ပွဲသောအဖြစ်များကိုအမျိုးသားများဖတ်ရှုခြင်းအပြင်ဘဂုတ္တတတို့ပါကြပါလိမ့်ကျွန်တော်ဖို့စိတ်ချနေပါမည်ဖြစ်ကြောင်းကိုစိတ်နှပြကျမ်းမှချမ်းသာပါစေတော်ဖို့တော်မောင်စောနိုင်၏အပေါ်ကျွန်ုပ်သည်ဥဖို့တော်ဤဆာမေများကိုဖတ်ရှုရသည့်ခါမှာယူပနဒီနှင့်ပထမချိန်တွေ့ဆုံစဉ်ကအဖြစ်ဖြစ်များကဲ့သို့ပင်အံအောင်ပွဲသူကဲဆံများကြောင်းတွေ့ရပေက အင်္ဂလိပ်ဘာသာဖြင့်ဥပ္ပတော်ရေးသားထားသည်မူတိုင်းအနေငယ်မြပြည့်စွက်ပြင်ဆင်ထားခြင်းမပြုဘဲတင့်တယ်အောင်ဘာသာပြန်ဆိုရေးသားခြင်းဖြစ်ပေသည်ဟုသာနမိတ်လက္ခဏာကျွန်တော်တို့သည်ဂလဟကပြည်မှပြန်လာပြီးနောက်မန္တလေးမြို့၌လာနေငယ်နေထိုင်ကြသည်တို့ရာတွင်မောင်စောတိုင်းမှာယူမနဒီကိုလွမ်းဆုပ်သောစိတ်ဖြင့်မဆနိုင်မအိမ်နိုင်ရှိနေရသည်တွင်ကျွန်ုပ်ကကဘာကိုလှည့်လည်ကြည့်ရှုရန်အကြံပေးမှုဤအဘေကြောင့်ဆိုသော စိတ်ဒဇယောဂါဆွဲကဲ့သူများဖို့၌ယက်ဒီယာမယာပဲတဏီယာမတဏီယာတပြိမတပြိသို့ကူးပြောင်းသွားလာနေထိုင်ခြင်းသည်အကောင်းဆုံးသောစေဖြစ်ပေသောကြောင့်မည်သည်တို့ဖြစ်၍ကျွန်တော်တို့သည်မောင်ဆုံးနိုင်မွေရထားသောပစ္စည်းဥစ္စာများနှင့်ဥရောပတိုင်းအမေရိကန်အင်္ဂလန်ဂျပန်စသောတိုင်းပြည်များသို့ဆက်ရှိနေခန့်တိုင်တိုင်လှည့်လည်ကြည့်ရှုခဲ့ကြလေ၏ကျွန်တော်တို့မှာအင်္ဂလိပ်စာစာစီစာကုန်းအတက်တွင်အင်္ဂလိပ်များကိုယ်တိုင်ချီးမွမ်းပြောဆိုခြင်းခံခဲ့ရဘူးကအနေနဲ့ရရနိုင်တွေ့မြင်ခဲ့ရသောအစံပြတရေများကိုအင်္ဂလန်ပြည်ထုတ် မဂ္ဂဇင်းများသို့ရေးသားပေးပို့ခြင်းအပြင်မောင်စောနိုင်၏အမွေပစ္စည်းကိုရက်ဖက်ရက်ခါများလောက်သာထုတ်နှုတ်သုံးစွဲရလောက်ထောက်ပံ့ရရှိခဲ့လေ၏။နောက်ဆုံး၌ကျွန်တော်တို့သည်မြန်မာပြည်သို့ပြန်ရောက်လာ၍တနင်္လာရီပင်လယ်ကမ်းခြေရှိရွာကလေးတရွာတွင်အိတ်တလုံးဝယ်ယူပြီးနောက်အတန်းကြာအောင်ခြေတကျနေထိုင်ကြသည်။ကျွန်တော်တို့၏အင်္ဂလိပ်မှာပင်လယ်ကမ်းခြေရှိကြောက်ဆောင်ကြီးတစ်ခု၏အစွန်းတွင်တည်ရှိ၍ပင်စင်ကြီးစားအင်္ဂလိပ်ရရှိတယောက်၏လက်မှအဖိုးသက်သာစွာနှင့်ဝယ်ယူရရှိသောအင်ကြီးဖြစ်လေသည်။အင်ရှိဝန္ဒနာမမျှော်ကြည့်သော တင်းမောသွားလာနေတကွရမမြင်နိုင်သဖြင့်လှိုင်းတစ်ဖွဲ့ဖွဲ့ရှိနေသောရေပြင်ခြေကြီးကို တွေ့မြင်ရလျာအချို့သောသူတို့ဖို့ရှုမြော်ခြင်းတာယာနှသည်ဟုဆိုဝဲရရှိ၏တို့ရတွင်ကျွန်တော်ဤတာရင်တမချင်းလာစွာသော မောင်စောနိုင်အဖို့မှာကအလေးလေးကြွား၍တက်လာသောလှိုင်းကောင်းဖြူဖြူကြီးများကို၎င်းရေပြင်ခတ်သဖြင့်ကြောက်ဆောင်သူတဝုံဝုံရိုက်ပုတ်နေသောရေသံတို့သည်၎င်းဘေခါမြမမိနိုင်သောယူပနရီကိုလွမ်းဆဖော်ပြီးတကယ်တို့ရှိနေဟန်တူပေ၏ ယနေ့သောညနေရင်ချိန်တွင်ကျွန်ုပ်နှင့်မောင်စောနိုင်တို့သည်ဝရဏနာတွင်ထိုင်လျက်အဝေးကြီးမှမိဂုံးတလူလူနှင့်ခုံနေမောင်းလာသောတင်မောကြီးတစ်စင်းကိုမျှော်ကြည့်လျက်ရှိကြစဉ်မောင်စောနိုင်ကကျွန်တော်မနေနိုင်တော့ဘူးလေယူဘနဒီကိုတွေ့အောင်လိုက်ရှာတော့မယ်ဦးလေးဘယ်နဲ့ရှာမလဲငါတို့မျက်စိအောင်မှာယူဘနဒီတေးသွားတာမြင်လိုက်ရတယ်မို့လားကွယ်ဒီလိုဟုတ်ရလားဦးလေးဒီဘမပေါင်းရနောက်ဘပေါင်းရမယ်တနေ့ရရတစ်ခါခါကြတော့ပေါင်းအောင်မပေါင်းဦးလေးကျွန်တော်တို့မြစ်တာကသူလုံးကလို့ဖြစ်ကတဲ့ဆန်မြစ်တာမျိုးမဟုတ်လို့နှစ်ပေါင်း2000ကျော်ကြာအောင် ူစောင့်နေခဲ့တာကိုဦးလေးကိုယ်တိုင်မြင်ပြီးသားမဟုတ်လားဦးလေးရဲ့မန်မာရင်ကဒူတို့ပဲမဲမင်းပြောသလိုလူဝမ်းထဲဝင်စားပြီးဆိုအောင်တော့ယခုနေခါမှာသူကဘယ်ကြီးကြီးမားမားဖြစ်အောင်ပါလေကွ73နှစ်သမီးတော့ရှိသွားပြီအာဦးလေးရဲ့ဦးလေးမလိုက်ချင်နေကျွန်တော်တယောက်တည်းလိုက်ရှာချင်တော့မယ်ဒီလိုထိုင်းနေလို့တွေ့မှာမဟုတ်ဘူးကျွန်တော်စိတ်ထဲမှာဟုတ်ဟုတ်မဟုတ်ဟုတ်လှုပ်ရှားသွားလာနေရတာကစိတ်သက်သာခွင့်ရပါလေဦးလေးရဲ့ရှာတာတော့ဟုတ်ပါပြီဘယ်သွားလို့ဘယ်ရှာမှာလဲငါတို့ရဲ့ အရင်နမိတ်တခုခုပြလာရင်လည်းတော်သေးရဲ့ရက်မီလျှောက်သွားလို့ဘဲနဲ့လုံမလဲကွယ်တွေ့ကျင်နေမတွေ့ကျင်နေလက်ပြန်တော့ကျွန်တော်ထွက်တော့မယ်ကျွန်တော်ဒီညာရှိသမျှချုံမော့တားစီသေးဤသို့တော်လည်းချီးပြီးမယ်ထုံချင်းနိုင်ကျွန်တော်အိမ်မက်မြင်မက်ဒီကအလွန်မောင်မိုင်းလာသောညတညနိုင်ကျွန်တော်နေမောင်းစောနိုင်လို့ဒီခြေဝန်းလာစွာသောခန္ဓာရာကြီးတွင်ယူပနရီကိုလိုက်လံရှာဖွေရဲ့ရှိကြသည်အချက်ကောင်းငယ်မှမိုးချုံတန်ခဲ့သောမိဟိနှက်ကျဲကြောက်မက်ဖွယ်ကောင်းလာသောအတန်ကြီးကိုကြားကြရသဖြင့် တယောက်လက်ကိုတယောက်စုပ်ကင်ကမြေပြင်ပေါ်တွင်ပြားပြားဝှေ့ယူနေကြရ၏နောက်ခဏ၌ဝေးလံသောအရမအလင်းရောင်ကြီးတစ်ခုသည်ထိုးထွက်လာသဖြင့်ကျွန်ုပ်တို့သည်အံဩစွာနှင့်ငေးမော၍ကြည်နေကြရာအလင်းရောင်သည်ကျေပြန်သောအဖြစ်မှတင်းငင်သောအဖြစ်သို့ကျုံဝင်သွားပြီးလျှင်ကျွန်ုပ်တို့ရှိရာသို့ဆိုက်ဆိုင်မြဲမြဲတွေ့ကြောလာလေ၏ကျွန်ုပ်တို့လည်းကြည်ချင်းနှလုံးရွယ်ခန့်ရှိသောလင်းလုံးကြီးများကိုမော့ကြည့်လျက်ရှိနေစဉ်အလင်းလုံးကြီးသည်ကျွန်ုပ်တို့၏ဥကောင်းပေါ်တည်တည်၌ရုတ်တရက်ရက်တက်နေလေ၏ ကျွန်ုပ်တို့ကြည်နေခိုင်းအလင်းလုံးကြီးသည်ထက်ကောင်းငယ်မှတဖြည်းဖြည်းနှိမ်စင်းချောကျလာ၍ကျွန်ုပ်တို့တွေ့မြင်မှုသည့်ရုပ်လက္ခဏာအတိုင်းယူပနဒီပုံသဏ္ဍာန်ထွက်ပေါ်လာ၏အလင်းလုံးကြီးမှာက၎င်း၏လက်ဘက်တွင်ဝတ်ဆင်ထားသည့်ဘရက်တစ်ခုမှကွင်မြင့်နေသောအကြောင်းများသာဖြစ်ကြောင်းတွေ့မြင်ရလေ၏ထိုအခါကျွန်တော်နှင့်မောင်ဆောင်းနိုင်တို့ကဝေယာမထ၍ဝမ်းသာအားရနှုတ်ဆက်ကြလျာယူပနဒီသည်မြင်မြပြန်၍မပြောဝဲတစ်ချိန်တည်းပြုံးဝင်ကလေးပြုံးပြီးနောက်ကျွန်ုပ်တို့နှစ်ယောက်ကိုလက်ရက်လှမ်းခေါ်လေ၏ကျွန်တော်တို့လည်းလေကဲ့သို့ ပေါ်တော်ကုန်များရှိကြဟန်နှင့်ယူပနဒီနောက်သို့လိုက်ကြလေယာယူပနဒီသည်မြေပြင်မြောက်မြောက်ထက်သွားသဖြင့်ကျွန်ုပ်တို့လည်း၎င်းနှင့်အတူမြောက်ထက်ပါသွားလေ၎င်းတော့ယူပနဒီကရှေးမှသွား၍ကျွန်ုပ်တို့လည်းနောက်မှကပ်၍လိုက်ပါသွားကြသည်တွင်မြို့ကြီးရွာကြီးအင်းကြီးအန်းကြီးမြိုင်ကြီးတောင်ကြီးတောကြီးပင်လယ်ကြီးစသည်တို့ကိုကောင်းငင်မှဖျက်ကျော်သွားကြလေတချို့များ၌ဇီဒီပထုံးများမြင်သဖြင့်မြမမျိုးဟူ၍၎င်းဗလီနှင့်လာချန်းကိုမြင်ရသဖြင့်ကလောင်မျိုးဟူ၍၎င်း အမိုးကောက်ကောက်ဥမော့မော့မြင်ရသဖြင့်တရုတ်ကျောင်းနှင့်တရုတ်မြို့ဖွေ၎င်းသိရှိရလေ။နောက်ဆုံးတွင်တောင်များထိပ်တွင်တရုတ်နမူနာဆန်ဆန်ဆောက်လုပ်ထားသောဖုံးကြီးကျောင်းများကိုတွေ့ရသဖြင့်တိဘက်ပြည်သို့ရောက်လာကြောင်းသိရှိရလေ။၎င်းနောက်မိုးပွင့်များဖြင့်ဖွေးဖွေးဖြူလျက်ရှိသောတောင်ကြီးအထက်ထက်မြေကျောင်းဒေသတို့ကိုကျော်လွန်ပြီးလေသောတောင်ကြီးတစ်လုံး၏ကပင်အတွင်ဒါရချမ်းပေဘုံတရန်ခဲသို့တစ်ဖက်သော မျက်နှာ၌ပေးလျက်တစ်ဖက်သောမျက်နှာ၌ဟင်းလင်းပြင်ပွင့်လျက်ရှိသောအဆောင်ဦးကြီးတစ်ခုအထက်သို့ရောက်လာကြလေ၏။ တို့ရာရင်ယူပနရီစီရန်နာချင်းမရှိဘဲဆက်လက်သွားပြန်ရာလွေပြေတလဲတောင်တလဲကျော်လုံးပြီးနောက်တခုသောတောင်ထိပ်၌ရန်နာကြလေ၏ကျွန်တော်တို့သုံးသည်တောင်ထိပ်မှရက်လျက်အရှိမရောက်ရက်စီတို့မြှောက်ကြည့်နေကြစဉ်အလင်းရောင်ကြီးတခုသည်တင်းမောမီသွေကောင်းငင်ပြင်၌အစင်းလိုက်တန်းထွက်နေသည်ကိုတွေ့မြင်ကြရလေ၏နောက်ခဏ၌ယူပနရီစီအလင်းထွက်သောရက်တို့ရှေးတူတို့မျက်နှာမူလျက်ဆက်လက်ထွက်သွားကြပြန်ရာအလင်းရောင်သည်ကျွန်တော်တို့၏ကိုများပင်ဝင်းထိန်လျက်ရှိစေ၏အတန်းကြီးသွားမိကြသောအခါ မိပြတိုင်းသပွင့်မမတ်ကြီးထိုးတက်လျက်ရှိသောတောင်ထုတ်တစ်ခုဤထိတ်၌အပေါက်ကြီးတစ်ပေါက်ရှိရာတောင်ထုတ်၏ခြားဘက်ရှိသောလင်းရောင်သည်ထိုးပေါက်ကြီးမှခွင်းပေါက်ထွက်ပေါ်လာခြင်းအပြင်တင်းမောဓမီဆက်ကလိုက်သပွင့်ကောင်းငင်ပြင်း၌တန်တန်းကြီးတွေ့မြင်ရခြင်းဖြစ်ပေသည်တောင်ထုတ်၏အပေါ်တည့်တည့်သူရောက်ကြသောအခါယူဘနဒီသည်ရက်တန့်၍အောက်သို့တစ်ချက်မြလက်ညှိုးထိုးပြပြီးလျှင်ခွဲပြောက်သွားလျာကျွန်တော်လဲအိယာမှနိုးလာလေ၏ ိမ်မက်ဆိုဒီမှာလူတိုင်းမြင်မဲ့ဘူးသဖြင့်မိကဲ့သို့ခန်းစားရသည်ဟုနားလည်ကြပြီလိမ့်မည်ကျွန်တော်တို့အိမ်မက်မှာလူကိုယ်တိုင်ရွေလျားရွှေပြောင်းသွားရသည်ကိုမတွေ့ရသဖြင့်သာလျှင်အိမ်မက်ဟူ၍ခေါ်ရသော်လည်းစင်စင်အားဖြင့်အခါတိုင်းမြင်မဲ့ဘူးသောအိမ်မက်များနှင့်လွန်တရာခြားနားလာသောကြောင့်အဟုတ်တကယ်ပင်ဖြစ်ခဲ့လေသလားထင်မှတ်ရလောက်ပါမည်ဤသို့ပင်ဖြစ်စေဤချင်းရမှာတာမညအိမ်မက်မျိုးမဟုတ်ဘဲယူပနတီကနမိတ်လက္ခဏာပြလာခြင်းဖြစ်ရမည်ဟုယုံကြည်စိတ်ချသည်နှင့်နက်နက်လင်းအောင်မဆောင်ဆိုင်တော်ဘဲမောင်စိုးနိုင်အောင်ညာရင်းချင်းထိုး၍ ပြောင်းအံ့ဟုထလာခဲ့လေသည်၎င်း၏တကားကိုခောက်လိုက်သည်နှင့်တပြိုင်နက်မောင်စောနိုင်ကခမရအစင်းသိလိုက်တာဦးလေးရဲ့ကျွန်တော်ကလည်းလာနှုတ်မလို့ဟုပြောပြီးအခန်းထဲမှထွက်လာလေကျွန်ုပ်စီလက်မကင်ထားသောဖျောင်းနိုင်ကိုဇပွဲပေါ်တွင်စိုက်ထောင်ပြီးနောက်ကျွန်ုပ်ကအိမ်မက်ချောင်းကိုမောင်စောနိုင်ကပြောပြလေအနေငယ်ပြောမိလေမောင်စောနိုင်ကနောက်ဆုံးကြတော့အပေါက်ကြီးရှိတဲ့တောင်ထုတ်ရောက်ကြတယ်လက်ညှိုးထုတ်ပြပြီးသူပြောက်သွားရောမဟုတ်လားချိုတင်ပြီးမေးလိုက်ရာကျွန်ုပ်မှအကြီးကျယ်အာအသိနေမိလေကြီး တာ၍အံ့ဖွယ်ကောင်းသောအချင်းရာမှာမောင်စောနိုင်ကိုယ်တိုင်ကျွန်တော်မြင်စကဲသို့ထက်တူထက်မြတ်မြင်မှတ်ခြင်းဖြစ်ပေသည်လူနှစ်ယောက်တို့သည်တပြိုင်တည်းတခါတည်းအချောင်းရာတစ်ခုကိုပြိုင်တူအိမ်မက်မြင်မှတ်သည်ဟုဗေဒန်ယောခါကကြားကြဘူးသည်ဤချင်းရာသည်ယူပနရီကိုယ်တိုင်နမိတ်လက္ခဏာပြခြင်းဖြစ်ကြောင်းကိုကျွန်ုပ်တို့၏စိတ်ထဲ၌ယုံမားတန်တရားရှိခဲ့ဘူးပါလေနှစ်ဦးပြိုင်မြင်မှတ်ကြောင်းသိရှိကြရသောအခါတွင်ယုံမားခြင်းအလင်းမရှိတော့ဘဲစိတ်နှလုံးကိုတုံတုံချမိကြလေတော့သည် တိဘယဟန်တော်များကျွန်ုပ်တို့သည်အရာရာတိုင်းစိတ်တူသဘောတူလူနှစ်ယောက်ဖြစ်ကြသည်လျောက်နေအိမ်ကိုရောင်းချ၍ရှေးဥစွာတိဘပြည်သို့ထွက်လာခဲ့ကြ၏၎င်းတော်ဟိဝနာတောင်ကြီးမြောက်ပိုင်းတွင်ရှိသောတောင်စင်တောင်ထက် တောင်ကလမဆာ၍နေသောတောင် မြင်သောတောင်မနေမမြင်ရှိသော တောင်ဝိုင်းသောတောင်ခြုံသောတောင်ရှေလျားသောတောင်အဆရှိသည်တို့၏ကဲမနိုင်ရန်တွင်လာတစ်ချမ်းပဲပုံစံရှိသောတိဘက်ဘုံကြောင်များကိုရှာဖွေကြရာငါးနှစ်တိုင်တိုင်ကြာရှိတော်လေတစိုးတစားများမတွေ့ရချေ ထိုချိန်ကာလတော်တွင်၌အသက်ဘင်းအန်ရယ်မှလက်မတင်ကလေးစံချီတလုံးခန့်ကလေးလွတ်လာခဲ့ရပုံများကိုရေးသားဖော်ပြမည်ဆိုသောစာအုပ်ပေါင်း၄၅၆တွင်ပင်ပြီးဆုံးကောင်းမှပြီးဆုံးပြီလိမ့်မည်။ယနေ့တနိုင်ကျွန်တို့တို့သည်လာတချမ်းပင်ပုံစံလှစီသောဖုံးချောင်းများတရှိရာရက်ကိုတရင်ရရှာဖွေရာမိုင်ပေါင်း980ခန့်ခီးပေါက်၍နှစ်နှစ်တိုင်တိုင်ပြင်ပကြီးသောတောက်ရပြီးနောက်ဆက်ရောက်သောအခါမှမဟုတ်သေးသောသိရှိရလေ၏။ ထိုချိန်ကာလတော့တွင်ကျွန်ုပ်တို့နှစ်ယောက်သည်တစ်ချိန်တစ်ခါမှလက်လျှော့မီဟုအကြံမဖြစ်ပေါ်ခဲ့ကြည်တွေ့လင်တွေ့စီမတွေ့လင်လဲရှာဖွေရင်းနေပင်အသက်ကုန်ဆုံးသည်ဟု၍တန်ိတ်ထံချထားပြီးဖြစ်ပေသောကြောင့်သည်အလွန်ကျေဝန်းလာသောတာကစ္စတန်ပြည်ကြီး၏အလဲပိုင်းတွင်ဗော်လက်တအမည်ရှိ IGDAI ရှိရာ၎င်း IGDAI ရှိဘက်မိုင်းနေရာခန့်တွင်အခတီတောင်တန်းကြီးရှိ၎င်းတောင်တန်း၏အရှိတ်ဘက်မိုင်ပေါင်း900ခန့်ကွာ၌ချာကာမီရှိတောင်တန်းများရှိပြန်ရာ ကျွန်တော်တို့ဒီသတင်းအရအဆိုပါတောင်တန်းစီဆိုရွှေရှုမြောင်းမန်းရော်ရန်ကပတ်လာခဲ့ကြလေ။မတ္တရမြောက်ပါလာအောင်ရှိသောအဖြစ်ပြန်များမှာထိုနေရာမှာဆက်တင်ဖြစ်ပွားခဲ့လေသည်ခြာကတောင်တန်းကြီး၏တောင်ထုပ်တစ်ခုပေါ်တွင်ကျွန်ုပ်တို့သည်ငတ်မောချင်းပေးကြောင်းအသက်ဆုံးရှုံးလို့မတက်ဖြစ်ခဲ့ကြ၏။ဆောင်းရံသည်တိုင်ရောက်သဖြင့်တောင်တန်းတစ်ချောင်း၌စီးနင်းများစုပုံလျက်ရှိနေပြီဖြစ်တော်လဲကျွန်ုပ်တို့၌ရိတ်ခါတုံမိရသည်ခြင်းမရှိသေးပါ။ ။လွန်ခဲ့သောမိုက်တရာခန့်တွင်နောက်ဆုံးတွေ့ဆုံမိသောခီးသည်တယောက်က၎င်းတော်နတ်တွင်အချင်းစိတ်ခါအထူးတန့်စင်သည့်လာဘဖုန်းတော်ကြီးများနေထိုင်သောကျောင်းကြီးတစ်ကျောင်းရှိကြောင်းနှင့်ပြောလိုက်ပြီးကိုမှတ်သားလာခဲ့ကြ၏။တ냐တနိုင်ကျွန်ုပ်တို့သည်ရှိသမျှသောဝင်းစီပစ္စည်းကလေးများကိုရက်ခေါ်ရောင်းဝယ်ရှိရှိကြောကုန်းထ၌တင်ဆောင်ကမိမိသောလာရောင်တွင်နှစ်ယောက်သာခီးသွားလျက်ရှိကြ၏။ကမ္ဘာပေါ်ရှိလိမ့်ဆန်ပေါင်းတို့တွင်၎င်းနှင့်ရှိနွားဝင်ရှိကြီးများကဲ့သို့ ကြန့်ခိုင်မာကျော်သောကိုလက်အင်္ကာရှိသည့်တိရစ္ဆာန်မျိုးကိုတွေ့ရခဲ့ပြီးအား၎င်းတို့အကြီးသည့်ရင်းကြီးချောက်ကလေးများမှဓမ္မအခြားသောစာရေးစာမစားဘဲရပ်ပေါင်းများစွာခီးသွားနိုင်လေ၏တို့ရတွင်ထုံညင်းနိုင်မှုကနွားကြီးမှာရပ်ပေါင်းတန်းချာအစာမစားဘဲခီးပြင်းသွားခဲ့ရသောကြောင့်၎င်း၏တခင်များကဲ့သို့ပင်ချိနဲ့ရလာ၍တလွတ်လွတ်သာရွေးနိုင်ရှာတော့၏၎င်းချောက်ကုန်းထက်၌ကရန်တောင်တရားကျော်ငွေနှဲငယ်လက်ဖက်ချောက်တို့တိုးရီအဝိစာအနှဲငယ်နှင့်တောင်းမွေးဆောင်နှစ်ထင်မြတ်သာပါရှိလေတော့၏ နောက်ဆုံးနိုင်နွားကြီးသည်ရှီတလက်မြမယွနိုင်တော့သည့်လက္ခဏာနှင့်တပြင်းချကရက်တက်လိုက်ရာကျွန်တော်တို့လည်းရက်တက်လိုက်ရလေ။တို့ဖြစ်၍ကျွန်တော်တို့သည်တောင်းမွေးဆောင်များကိုယူ၍ခြုံကြပြီးလင်မောလင်းသည့်တိုင်အောင်ဆောင်းဆိုင်နေကြလေ။ကျွန်တော်တို့၏စေထဲ၌ကလက်ဖြန်တိုင်ရောက်၍တားကောင်တစုံတရာမတုခဲ့လျင်နွားကြီးကိုပင်တက်၍စားရတော်မည်လို့ဟုစိတ်ကူးမိ၏။တို့ရာတွင်ကျွန်တော်နှင့်အတူနှစ်နှစ်တိုင်တိုင်ဆိုးတူကောင်းမဲ့ခီးသွားလာခဲ့သောတိရစ္ဆာန်ဖြစ်သောကြောင့်မသက်ပြရစေနှင့်ဟုသာဆုတောင်းနေမိပါ၏။ သို့သောတာကောင်ချာနေဟူသောထုံးရှိသောကြောင့်အမှန်မပြောနိုင်သေးပေ။နည်းနည်းမိုးလင်းသောအခါကျွန်တော်တို့သည်တယောက်ယူမျက်နှာကိုတယောက်လှမ်း၍ကြည့်ကြ၏။မောင်စွန်း၌ကြီးမွန်ွယ်ကောင်းသောအချင်းရာတစ်ခုမှမိသည့်အချင်းချက်မိသည့်အခက်အခဲမျိုးကြုံတွေ့နေရသည်ဖြစ်စေလာခင်းမိတာမှားလေခြင်းဟူသောမျက်နှာမျိုးဘယ်အခါမှမပြဘဲဤဒုက္ခမှတနည်းနည်းလွတ်ရမည်ဟုစိတ်ချမျှော်လင့်ခြင်းရှိရန်နှင့်ပြုံးရွှင်ကြည်လင်စွာတွေ့မြင်ရသည်သာလျှင်ဖြစ်လေသည်။မောင်စွန်း၌မှထိုအခါအသက်၄၀ရှိပြီဖြစ်၍ ယောက်ျားတို့ဖို့ရွယ်ကောင်းလွန်ခဲ့ပြီဖြစ်ခဲ့လိမ့်မည်။လူမျိုးပေါက်ရွယ်ကသူတော်တော်နဲ့မထူအောင်ချုံမွှန်းလှပကြည့်ရှု၍မဝနိုင်လောက်အောင်လုံလက္ခဏာတို့သည်ထိုရွယ်တွင်နိုင်ငယ်များစုပ်ယုံညံဖြစ်ခြင်းမရှိသည်ဖြင့်ရင်ကျက်သောအိမ်နေဖြင့်ဖြည့်ဆွက်ပေါင်းထည့်လိုက်ခြင်းအပြင်ရခင်ရွယ်ကထက်ပင်ခန့်ခန့်ကြားကြားယောက်ျားပီတာလျက်စတဲ့တဘို့တို့၍ကြည်ကောင်းလာပြီသည်။ဆူတောင်းကောင်းပါပြီတကားကျွန်တော်တို့အဖို့မှာမူလူတကာအုံနှလုံးနာလောက်အောင်အကြည်တန်လာသော မူလယုတ်လက္ခဏာကိုနေဘူးမိုးရွာမချောင်ခီးပြင်းသွားရခြင်းတည်းဟူသောပြင်ပမှုကြောင့်ရှေ့ကထတိုး၏အယုတ်ဆိုးလာပြီလိမ့်မည်တို့ရတွင်ဦးလေးရင်တမချစ်ခင်လာသောမောင်ဆုံးနိုင်ကမူထိုကဲ့သို့ဖွင့်၍မပြောချပေယူဘနရီကကျွန်တော်အားပြောမှုသောစကားတိုင်းအရှင်းမရှိတော့လဲအရှင်းရှိသည်ဆိုခြင်းနှင့်ပင်ကြီးနေရပြီတော့မည်ထူးခြားသောချင်းရာတစ်ခုမှာကျွန်ုပ်တို့သည်ရေပြောင်းရေလဲဥဒုပြောင်းဥဒုလဲအမျိုးမျိုးကြုံကြရသည်ဖြင့်နေဘူးအချောက်မိုးရွာဆိုးအဝိမလဲအစာမရွေး ဆက်နေရသည့်လုံလုံနှစ်ပေါင်းများစွာခီးသွားနေကြတော့လဲတနေ့တည်းရများကောင်းခဲလေနာရောဂါမျိုးလောင်များဆွဲကပ်ဖို့သည်မရှိခြင်းထိုကဲ့သို့ဒေနေမီအောင်ရဲမနေဂျာချင်းမှာယူဘနဒီနှင့်အတူအာယူအက္ခမီးတောက်ကြီးအနက်ကိုရှူချိုက်ခံစားခဲ့ရသောကြောင့်ဖြစ်ပြီးဖြစ်ပြီးမိုးလင်းစီနေတပြိုင်နက်ကျွန်တော်တို့သည်လန်ခီစင်တီနေပုံအခြေအနေကိုမျှော်ကြည့်မိကြပြန်လေကျွန်တော်တို့ရှိနေရာတောင်ခေပြင်မှအောက်သို့မျှော်ကြည့်လိုက်တော့တိပင်းများစိမ့်စိမ့်ဆူလျက်ရှိသည် တောကလေးတတော်ကိုတောင်ချင်းမှတွေ့မြင်ရ၍တောကလေးဆုံးသည့်နေ့တပြိုင်နက်ကျွန်တော်တို့အချင်းချင်းအတန်တန်ဖြတ်သန်းသွားလာခဲ့မှုသည့်တဲကန္နာရကြီးမျိုးတစ်ခုသည်မျက်စိအဆုံးတိုင်အောင်တည်ရှိ၍တဲမုံများသည့်ထွက်ပြူစားနေမည့်အကြောင်းနှင့်တပြောင်ပြောင်တလက်လက်ရှိနေကြလေ၏ကန္နာရ၏တဖက်၌ကမိုးဝင်များဖုံးလျက်ရှိသောတောင်ချင်းများသည်လေပြင်းတက်ခတ်သောအခါတွင်သမုတ်တရား၌အလေးလေးထကြသောနိုင်ကောင်းဖြူကြီးများသောဖွဲတစ်ခုပြီးတစ်ခုဆက်ကားဆက်ကားမကုံဆိုင်နိုင်အောင်စီတန်းလျက်ရှိကြလေ။ပေါင်းစုံနိုင်သည့်နေရောင်ကို လက်ဖြင့်ကာလီရဲ့တစ်ဖက်သို့မျောကြည့်နေရမှကြည်စန်းဦးလေးဟိုမှာကြည်စန်းကိုတုံလုံးသောတံဖြင့်ရုတ်တရက်ပြောလိုက်လေကျွန်တော်ဒီမောင်စောနိုင်ညွန်ပြရရက်သို့ကြည့်လိုက်သောအခါတဲခန္ဓာရ၏အစွန်းတွင်ချီရင်းငုံကိုတည်နေသောတောင်ကြီးတစ်လုံးကိုတွေ့မိလေခုနောက်တစ်ဖန်းမောင်စောနိုင်ကဒီဘက်ကိုကြည့်လိုက်စမ်းပါဦးဟုပြောသောကြောင့်ညွန်ပြရသို့ကြည့်လိုက်သောအခါကျွန်တော်တို့ရက်နေသောနေရာ၏အထက်ဂိုင်ပေါင်း300ခန်းလောက်ရှိတောင်ကဲမ၏အစွန်းတွင်ဘုံကြီးเจ้าများနှင့်တဏ္ဍာန်တူသောအဆောက်အဦများကိုဝမ်းမြောက်စွာတွေ့မိလေ တွေ့မြင်စားအခါကဝမ်းမြောက်သောစိတ်သည်တဖြည်းဖြည်းဆက်၍ကြည့်မိသောအခါ၌ထ၍ခုံပေါက်ခြင်းအောင်ရွှေမြူးသောအဖြစ်သို့တိုးဆင့်ကူးပြောင်းသွားလေ၏အကြောင်းမူကား၎င်းအဆောက်အဦများသည်အိမ်မက်တွင်တွေ့မြင်ခဲ့ရသည့်အတိုင်းဒါတချမ်းပဲပုံစံလန်ရှိနေသည်ကိုတွေ့မြင်ရသောကြောင့်မည်သည်ကော်ဝီဦးလေးရေကော်ဝီငါတို့ရေကျွန်တော်တို့သည်ရွှေပြောင်းသောမျက်နှာများဖြင့်တောင်မွေဆောင်များကိုခေါက်သုံး၍နွားကြီးကြောကုန်ပေါ်သို့တင်ပြီးနောက်ဆောက်အဦများစီသို့တက်သောလမ်းအတိုင်း လိုက်ကြလေရာကျွန်တို့တို့ခြေလမ်းမှာအလွန်သွက်လက်လာပြီ။နှောကြီးခမရမမှုကျွန်တို့တို့ကဲ့သို့ဝမ်းမြူဝဲအချင်းရာမတွေ့ရထားသောကြောင့်တလုံးလုံးသားလင်းတက်နိုင်ချလိမ့်ဤ။လမ်းစာတစားတို့တွေ့ပြီဦးလေး။ဒီရရှိချောက်တော့ရှားတာအားရှိသွားပြီ။နမိတ်လက္ခဏာပြလာတယ်လို့ယုံကြည်ပါတယ်ဆိုပေမဲ့လက်စုပ်လက်ကင်ထင်းထင်းရှားရှားပါတခုမှမတွေ့ရသေးတော့လမ်းများလွဲကြလေရောသလားလို့စိုးရိမ်နေရတယ်။အခုတော့စိတ်ချပြီ။ဒီရရှိချောက်ဘယ်နှစ်ရှားရှားကျွန်တော်မကြောက်တော့ဘူး။ဒီနေ့တော့အေကံမုတ်ချတွေ့ရမှာပဲ။ ရေကြီးလက်ဝါးနဲ့ပေါ်ရင်လွဲကျင်လွဲဦးမယ်ငါတို့တော့မလွဲဘူးအေကန်ကတွေးရမှာပဲငါတို့ရေကျွန်တော်တို့ဒီနိုင်ဝဲခက်မြခုပဲခေါင်းခေါင်းနဲ့တက်မိကြတော့ခါလာတစ်ချက်မဲ့ပုံစံနဲ့ရှိသောစောက်ဦးများ၏အဆုံးဆုံးသောကြောက်ဆောင်တို့ဆိုက်ရောက်ကြပြီတကားကိုခောက်လေတခဏမြကြာသောအခါအသက်60ခန့်ရှိတိဘက်ဘုံကြီးတစ်ပါးသည်တကားဖွင့်၍အံ့ဩသောမျက်နှာထားနှင့်ကျွန်ုပ်တို့အားကြည့်ပြီးလင်ကိစ္စကိုမေးလေ၏ထို့အခါကျွန်ုပ်တို့ကအစာရိတ်ခါကုန်ခန့်ဖြက်လက်လာသောခီးစဉ်များဖြစ်ကြောင်း ဒီရတော်တိုင်းဒုက္ခိတအဖြစ်သို့ရောက်နေသောကျွန်တို့တို့အားယမဆူတရားရှိထားပြီးကျွေးမွေးပြုစုပါမည်အကြောင်းနှင့်၎င်းတို့၏ဘာသာစကားအရပြန်ပြောလေ၏။ဘုန်းတော်ကြီးသည်ကျွန်တို့တို့နှင့်နှစ်ယောက်အားအတန်းကြောင်ခြေသုံးကောင်းဆုံးကြည့်ပြီးနောက်ကျင်းတဲ့ဟန်လက္ခဏာနှင့်အတွင်းဆောင်သို့ခေါ်သွားလေ၏။အတော်တန်ကျေဝန်းသောအခန်းကြီးတစ်ခန်းသို့ရောက်ကြသောအခါဘုန်းကြီးကိုဆန်တပါးတို့သည်နနဆာစားတော့ရင်ပြင်ဆင်ရရှိကြရာကျွန်တို့တို့ကိုခေါ်သွင်းလာသောဘုန်းတော်ကြီးကကျောင်းနိုင်ပုဂ္ဂိုလ်ကြီးအားအချိုးချောင်းကိုလျှောက်ထားလေ၏။ ူကြသောချင်းရတခုမှ၎င်းကြောင်းတွင် ကိုရင်ဥပစိမ့်ဝင် မတွေ့ရ။အားလုံးတို့သည်ဖုန်းကြီးကိုဖြစ်ကြလေရ။ကျွန်ုပ်တို့ကိုခေါ်သိမ်းခဲ့သည့်အသက်60ခန့်ရှိဖုန်းတော်ကြီးမှာ၎င်းတို့အထက်တွင်ငယ်ဆုံးဖြစ်လေသည်။ကျောင်းနိုင်ပုဂ္ဂိုလ်ကြီးမှာအသက်80နဲ့90တွင်ရှိပြီလိမ့်မည်။တို့ရတွင်ကျွန်ုပ်တို့ပြည်မှာ90ပြည်များနဲ့မတူပဲပုံပေါ်ပါပါတတ်တက်လက်လက်လှုပ်ရှားသွားလာနိုင်တော့မည်ဖြစ်ကြလေသည်။ကျောင်းတိုင်းကောက်ဝင်သည်ကျွန်ုပ်တို့ကိုနေရာပေးပြီးနောက်တကားဆောင်သောဖုန်းတော်ကြီးအားကျွန်ုပ်တို့၏နှွားများကိုကျောင်းနှွားများနှင့်အတူ နေရာချထား၍အစာကျွေးမွေးရန်စီလွတ်လိုက်လေ၎င်းနောက်အခြားဖုံးကြီးအိုကြီးတစ်ပါးကကျွန်တော်တို့နဲ့တကွအားလုံးဖို့စားစရာများကိုပြင်ဆင်လေ၏စားစရာများကနွားနုနှင့်ကြိုးထားသောယာကုနှင့်အချောက်ခင်များဖြစ်ရာကျွန်တော်တို့နေရာမှာရှေးရခင်ကဟိုတယ်များ၌စားခဲ့ရဖို့သည့်မိသည့်စားစရာမျိုးနည်းများမတူအောင်အရသာရှိလာသဖြင့်တပကံပြီးတပကံခက်၍တောက်ကြလေ၏ကျွန်တော်တို့စားသောကြပုံကိုမြင်ကြရသောအခါအချို့ဖုံးတော်ကြီးများကလူနှစ်ယောက်ကိုတလားလောက်လက်ခံထားရလျှင် ်6လတော့သုံးမိထားသောမိမိတို့၏ရိတ်ခါများကုန်ခန်းပြီးဆုံးရအကြောင်းနဲ့ပြည့်ရည်ရောင်နဲ့တကယ်ပြောကြ၏ပြောလဲပြောလောက်ပါပြီသည်အကြောင်းကိုဆိုသောအစနှင့်ဝင်းနေသဖြင့်ဦးနှင့်ဟောင်းလောင်းဖြစ်နေသော ကျွန်ုပ်တို့အသည်သည်သည်ဘုံကြီးကို၄ပါးစာမြစားတော့ပြစ်လိုက်ကြသောကြောင့်မိသည်ဝမ်းတောင်းသည်နှင့်တပြိုင်တည်းကျွန်ုပ်တို့သည်မျက်စိမိလာကြလျာလိုက်သည့်သောဖုံးတော်ကြီးများသည်ထွေရန်၄ပါးစကားများကိုမိလာမြန်လာမပြုတ်ပဲအိတ်ခမ်းထဲသို့လိုက်ပို့သောဖြင့်ကျွန်ုပ်တို့သည်ခေါင်းနှင့်ဥကောင်းထိမိသည်နှင့်တပြိုင်တည်း အိပ်ပျော်၍သွားကြ၍24နာရီတိတိနိုးတော့သည်မရှိကြ။အိမ်ယာမနိုးလာကြသောအခါကျွန်တို့တို့မှအလွန်တရာခွင်ရင်ခွန်အားပြည့်တင်လာကြသဖြင့်ဆက်လက်၍ခီးသွားကြဖို့ပင် အကြံပြုမိကြလေ၏။တို့ရရဲ့ချင်းဤပင်အเจ้าကိုဆိုသောကျွန်တို့တို့နိုးလာကြသည့်ညနေ၌ပင်ဆောင်းရသည့်ကြာကြာနာနာဝင်လာပြီးဖြစ်သောကြောင့်ထက်ခိုက်တုံများအေးချမ်းလာသည့်အပြင်မိုးပွင့်မုန်တိုင်းများလည်းမရေမနာထက်ခိုက်နေသည့်အတွက်ကြောင့်တဲကရာရစီတစ်ခုလုံးပင်မိုးပွင့်များဖြင့်ထူထပ်စွာဖုံးဟုံသွားသောကြောင့်ဖြစ်သည်။၎င်းရက်ဒေသတွင် နှွေရည်ဦးရာဒီညများ၌အယိုးတွေကကျင့်တန်းအောင် ချမ်းရင်းလာသည်ဖြစ်ရာဆောင်းရသည်၌ခီးသွားလာမှုမူကစိတ်ကူးတဲ့၌မထဲဝင်ပြီစင်းစင်မှာကျွန်ုပ်တို့သည်လာတချမ်းပဲကြောင်းစင်ကန်းတို့24နာရီခန့်မြောက်အရောက်နောက်ကျခဲ့ပါမူမိုးပွင့်မုန်တိုင်းတွေ၌တေချာရတော့မည်မလို့ဖြစ်ယခုကဲ့သို့လက်မတင်ကလေးများကင်း၍လွတ်သွားခြင်းမှာမောင်စောနိုင်တဲ့ယူပနဒီတို့၏ဖူးစာခန်းကြောင့်ဝူ၍လုံးကြီးမိကြပြီယာထိုကဲ့သို့အသက်ပြီးမှသည်သည်ကလေးများလွတ်ကင်းချမ်းသာခဲ့ရဘူးသောအချိန်လေးမှာ မရေမတွက်နိုင်တော့ဘူးကျွန်တော်ဤစိတ်ထဲ၌ဘလို့ဖြစ်ဖြစ်မတင်နိုင်သေးဟူ၍သဘောပိုက်လာချသည်မှာတော်ကြခဲ့လိမ့်မည်တို့ဖြစ်ကကျွန်တော်တို့မှာလာချမ်းပဲတင်ငန်းဆောင်တွင်အနည်းဆုံး6လခန့်မြတ်စောင့်ခုကြတော်မူဖြစ်၍စီးနှင်းများရေပြုံးမိမိုးရာသည် ကဆုံလာရောက်မှထွက်ခွာနိုင်ကြဖို့ရှိတော်၏၎င်းရဲ့ဒေသ၌စောင့်ခုရခြင်းမှာနှစ်ဆင်လုံးဖြစ်သောကြောင့်မောင်စောနိုင်မှာစိတ်တူလောက်အောင်မဖြစ်တော့ချေရှင်နာရမြည်ဒူဒူ တဲလုံစားရထားသောလာချမ်းပဲစကန်တွေရန်နာရခြင်းကတော်ပါသေးဟုအောက်မေ့မိကြလေ၎င်းစကန်၌ရန်နာရနေစဉ်ကျွန်ုပ်တို့သည်ဖုန်းတော်ကြီးများ၏အဖြစ်အပျက်နှင့်အနေထိုင်တို့ကိုချစ်ချွတ်မှတ်သားကြရသည်ဖြင့်ဒီပဲစာကိုလည်းလိုလိုမဲမဲတန်အံလေးလာထားကြလေ၏ကျောင်းတော်ကြီးမှရှေးခါကဖုန်းကြီး300ခန့်မြတရင်သုံးခဲ့ပူကြသည်လျောက်အလွန်တရာချိန်ဝန်းလာပြီးအားယခုခါ၌ဆန်နှပါသောဖုန်းကြီးအုံများသည်ချိန်ဝန်းလာသောအဆောက်အဦကြီးများ၏အစုံဆုံးအဆောင်တစ်ဆောင်၌တာလျှင်စူရောက်နေထိုင်ကြခြင်းဖြစ်လေ၏ တိဘက်ဘုန်းကြီးများမှာအများတို့ကြားကြဘူးသည့်အတိုင်းမဟာယန္တဗုဒ္ဓဘာသာဂိုင်းဖြစ်သည့်အလျောက်မြမပြီးမှရဟန်းတော်များကဲ့သို့သုတ်ခံစားတော့ကြသည်မဟုတ်ချင်အချို့ဘာသာဘုန်းကြီးများကဲ့သို့တားမများမရှိကြသည်ကမှန်၏တို့ရတွင်မိမိတို့ဝန်စာကိုမိမိတို့ထိန်းချုပ်ကြရသည်ဖြစ်သောကြောင့်တောင်ကပြင်းတွင်လေမြေများတည်ထွင်၍နွားများဖြင့်ထွင်ရခြင်း၊ရိတ်သိမ်းခြင်း၊စပားနေခြင်း၊လှည့်ခြင်း၊တူလောင်ခြင်း၊ထောင်းဖို့ခြင်းမှခုခက်မှုတိုင်အောင်ကိုယ်တိုင်ဆောင်ရွက်ကြရလိမ့်မည် စင်စစ်မှာနီးဆုံးရွာနဲ့ငါလာခီကွာလန်းလာတော်ကြောင်းတွင်ကြောင်းထိုင်ကြသူများမှာဆုံးခံဖို့လဲခရင်လာပြီလိမ့်မည်။ဘုန်းတော်ကြီးများမှာလူပံကိုညီးခွင့်သဖြင့်လူရလူကြောင်းချင်းချင်းအာထုတ်ကနေထိုင်သောပုဂ္ဂိုလ်ကြီးများဖြစ်ရာအဝိထေမဆပြီးစားတော့များကိုပါကိုယ်တိုင်ရှာကြံတုံမိကြရလိမ့်သည်။အထူးလို့ဒူစားစီးပွားဥစ္စာဟု၍အသီးသီးတုံမိစုဆောင်ရန်တာဝန်မရှိရကစင်စစ်အပြင်ဘုံဝါရကိုဖြူစင်ဆုံးအသက်ရှင်းဆုံးသောအခြေသို့ရောက်အောင် လေ့ကျင့်နိုင်တာထားကြသူများဖြစ်ပေသည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းရှေးခါကဖုန်ကြီး300လောက်များသတင်းသုံးလာခဲ့သောကြောင်းကြီးဖြစ်တော်များလဲပြန်လုံတော်မူသောပုဂ္ဂိုလ်များ၏နေရာတွင်အသစ်များမရောက်လာသောကြောင့်ယခုခါ12ပါးများသာရှိမိတော်၏၎င်းတို့၌အငယ်ဆုံးဖုန်တော်ကြီးမှာအသက်60ကျော်ပြီဖြစ်သောကြောင့်မကြာမီနှစ်များတွင်ကျောင်းနှင့်ဟောင်းလောင်းကျန်၏ရှာပြောင်းတော်မူဒီနေ့တိုင်းကျွန်တော်တို့သည်ကျောင်းထိုင်ပုဂ္ဂိုလ်ကြီးကောက်ဝံအားဤတောင်တန်းများ၏အခြားဘက်၌လူနေအိမ်ကြီးများရှိပါသလိုမြေမြန်ရာကောက်ဝံကမိမိမရောက်ဘူးတော်လည်း ရှိသည်ဟုထင်မှတ်ကြောင်းထိုရက်မှလူများသည်မိကိုကိုးကွယ်သည်ဟုကြားရမှုကြောင့်လွန်ခဲ့သောနှစ်ပေါင်း30ခန့်ကပုံကြီးတစ်ပါးသည်ရှေးကရေးရေးမြင်ရသော တောင်ကြီး၏ထိတ်သို့တက်၍ကမ္မထန်တရားအားထုတ်မှုရာအလွန်ထူးဆန်းအံ့ဩဖွယ်ရာကောင်းသောအချင်းရာတစ်ခုကိုတွေ့ခဲ့ရသည်ဟုပြောမှုကြောင့်တောင်ကြီးပေါ်မှရှေးမြောက်ထောင်းရက်သို့ကြည့်လိုက်သောအခါအထက်ကောင်းကင်၌အလွန်ထိတ်လင်းသောမိအောင်ကြီးတစ်ခုသည်ဥပက်ပြန်တန်းထားသောလမ်းကြောင်းကြီးတစ်ခုကဲ့သို့တန်တန်းကြီးထိုးထွက်နေသည်ကို မြင်ရသည်ဟုပြောမှုကြောင့်ကောက်ဝံကပြောပြလေသည် ျွန်တော်နေမောင်ဆောင်းနိုင်တော့မှကောက်ဝင်စကားကိုကြားကြရတော့ခါကျွန်ုပ်တို့မြင်ဘူးတော့အိမ်မက်တိုင်းကဲ့နေတော့ကြောင့်ထီပေါသောသူများလောက်ဝမ်းမြောက်ကြရလိမ့်ကောက်ဝင်နေခွဲခါသည်နေ့တပြိုင်နက်ကျွန်ုပ်တို့သည်ထိုချင်းရာအကြောင်းရာများကိုအားရဝမ်းသာဆက်လက်တိုင်ပင်ကြရာမောင်ဆောင်းနိုင်မှာခီးသွားလိုလာပြီဖြစ်ဖြစ်အချင်းမင်းရဲ့ဖြစ်ကစောင်းချွတ်ဖို့ရန်ကိုသာမျော်လင့်တောင်းထားလျက်ရှိလေတော့သည်